မင်္ဂလာပါရှင်ခစ်သစ်မန္တလေးကနေဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံး NLD အစိုးရလွှတ်တော်ကဥပဒေနဲ့မညီညွတ်သောပြောဆိုမှုပြတ်ထန်းချက်နဲ့ကိစ္စများစွာလှုံ့ဆော်ခဲ့၍လက်ရှိအခြေအနေဆက်ရောက်ခဲ့ရဟုအကြံဖက်မင်းအောင်လှိုင်ပြောပြတဲ့သတင်းကိုတင်ဆက်ပေးပါမယ် NLD အစိုးရနှင့်လွှတ်တော်ကဥပဒေနှင့်မညီညွတ်သောပြောဆိုမှုပြဋ္ဌာန်းချက်နှင့်ကိစ္စများစွာလှုပ်ဆောင်ခဲ့၍လက်ရှိအခြေအနေဆက်ရောက်ခဲ့ရကြောင်းအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောဆိုပြန်ပါတယ်။နေပြည်တော်တွင်ယနေ့ပြုလုပ်သည့်ငြိမ်းချမ်းရေးဖိုရမ်တွင်အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပါတယ်။စစ်တပ်က2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲကပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ပြီး2011ခုနှစ်တွင်ဒီမိုကရေစီစနစ်ကိုအေးအေးချမ်းချမ်းဖြင့်ကူးပြောင်းပေးခဲ့ကြောင်းစစ်တပ် ကဒီမိုကရေစီစနစ်ကိုဖော်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းပထမဒီမိုကရေစီအစိုးရသမရဦးသိန်းစိန်အစိုးရတက်တန်းမှလည်းစိန်ခေါ်မှုများရှိခဲ့ပြီးဒုတိယဒီမိုကရေစီအစိုးရ NLD အစိုးရမှစစ်ဘက်အရေးဘက်ဆက်ဆံရေးကိုတိုးမြင့်နိုင်ရေးကြိုးပမ်းခဲ့ကြောင်းထို့ရာတွင် NLD အစိုးရလွှတ်တော်နှင့်အစိုးရကဥပဒေနှင့်မညီညွတ်သောပြောဆိုမှုပြတ်ထန်းချက်များနှင့်ကိစ္စများစွာကိုလှုံ့ဆော်ခဲ့သဖြင့်လက်ရှိအခြေအနေထိဆက်ရောက်ရခြင်းဖြစ်ကြောင်းမေအောင်လိုင်ကဆိုပါသည် အဲ့ဒီကာလာတော့ကတက်မတော်ကအရက်ပဲစစ်ပဲဆက်ဆံရေးတိုးမြင့်ဖို့ကျွန်တော်တို့ကြိုးပမ်းခဲ့ပါတယ်ဒါပေမဲ့လည်းအဲ့ဒီအချိန်ကလွတ်တော်နဲ့အစိုးရအနေနဲ့ဥပဒေနဲ့မညီညွတ်တဲ့ပြောဆိုမှုတွေပြဋ္ဌာန်းချက်တွေကိုအတိပြုပြီးဥပဒေနဲ့မညီညွတ်တဲ့ကိစ္စများစွာလှုံ့ဆော်ခဲ့ပါတယ်ဒါကြောင့်လည်းဒီမိုကရေစီအစိုးရဒုတိယအစိုးရလက်ထက်မှာဒီမိုကရေစီလမ်းကြောင်းနဲ့လွဲချော်ပြီးလက်ရှိအခြေအနေကိုရောက်ရှိလာခဲ့ရတာအလုံးအသိပဲဖြစ်ပါတယ်ဟုမင်းအွန်လိုင်းကပြောဆိုပါတယ် ရခင်က2020ရွေးကောက်ပွဲတွင်မဲမတမာမှုရှိ၍စစ်တပ်က2008ဖွဲ့စည်းပုံအခြေခံဥပဒေအရအာဏာရယူသည်ဟုမင်းအောင်လှိုင်က ပြောဆိုခဲ့တော်လဲယခုအခါတွင်အရက်ပဲစစ်ပဲဆက်ဆံရေးအဆင်မပြေမှု NLD အစိုးရနှင့်လွှတ်တော်၏လှုပ်ဆောင်ချက်များဥပဒေနှင့်မညီ၍လက်ရှိအခြေအနေဆက်ရောက်ရသည်ဟုပြောဆိုလာပြန်ပါသည် စစ်တပ်အနေဖြင့်မြန်မာနိုင်ငံတွင်ဒီမိုကရေစီကိုထူထောင်ရတွင်မြမနီမြမဟန်ဒီမိုကရေစီကိုထူထောင်ရမည်ဖြစ်ပြီးအခြားနိုင်ငံများ၏ဒီမိုကရေစီစနစ်ကိုပုံတူကူးခြားမည်မဟုတ်ကြောင်းရွေးကောက်ပွဲတွင်မဲအများဆုံးသူအနိုင်ယူသည့်စနစ်အဖြစ်ပီအာအချိုးကျကိုစားပြုစနစ်ကိုလည်းအကောင့်ထဲဖော်မည်ဖြစ်ကြောင်းရွေးကောက်ပွဲကိုလာမည့်နှစ်ကုန်ပိုင်းတွင်ကျင်းပနိုင်ရန်စီစဉ်နေကြောင်းမင်းအောင်လိုင်ကဆက်လက်ပြောဆိုပါသည် ကျွန်တော်တို့အနေနဲ့ဒီမိုကရေစီကိုကျင့်သုံးရမှာအခြားနိုင်ငံတွေကိုပုံတူကူးချသွားမှာမဟုတ်ပါဘူးကျွန်တော်တို့နိုင်ငံရဲ့သမိုင်းကြောင်းလူနေမှုစနစ်ယဉ်ကျေးမှုဇယိုက်လက္ခဏာဒလိထုံးတဲ့အစဉ်လာတွေနဲ့ကပ်ညီတဲ့ဒီမိုကရေစီစနစ်ကိုမြန်မာနီးမြန်မာဟန်နဲ့မြန်မာတွေပဲဥဆောင်ပြီးတော့ဖော်ဆောင်သွားကြမှာဖြစ်ပါတယ်ဟုမင်းအောင်လိုင်ကပြောပါတယ်စစ်ကောင်စီအနေဖြင့်ရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလမှစတင်၍ကျင်းပပြီး2026ခုနှစ်ဇန်နဝါရီဒုတိယပတ်ထိ၄ပတ်တွင် အပြီးကျင်းပသွားရန်စဉ်းစားနေကြောင်း င်ရွေးကောက်ပွဲကျင်းပမည့်ရက်ကိုချိန်ညှိနေကြောင်းအစံဖက်မေအောင်လိုင်းကပြောဆိုသွားကြောင်းသိရပါဗျ။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့စစ်တွေမျိုးနဲ့ပါတလိပ်ရွာတွင်စစ်ကောင်စီတပ်နဲ့အေအေတို့အကြားအပြန်လန်ပြစ်ခတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်စစ်တွေမျိုးနဲ့ပါတလိပ်ကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းများကိုအရခတပ်တော်အေအေကစနိုက်ပါများဖြင့်ပြစ်ခတ်မှုရှိနေပြီးစစ်ကောင်စီကလည်းလက်နက်ကြီးများဖြင့်ပြန်လည်ပြစ်ခတ်မှုရှိနေကြောင်းစစ်တွေသတင်းရင်းမြစ်ကပြောပါရယ်စစ်တွေမျိုးပါတလိပ်ကျေးရွာပါတလိပ်စစ်ကမ်းမှာစစ်ကောင်စီတပ်စခန်းရှိနေပြီးခလာရ230နှစ်တရင်ခမရ300 ်44တည်ရင်နဲ့ပညာရေးတည်ရင်10တို့ရှိနေကအစောပိုင်းတည်ရင်များကလက်နက်ကြီးများဖြင့်ပစ်ခတ်မှုများလုပ်ဆောင်နေကြောင်းသိရှိရပါသည်။ဗာဒလိတ်ကျေးရွာသည်မေယူမြေကန်ဘေးတွင်တည်ရှိပြီးဗာဒလိတ်စစ်ကန်တွင်စစ်ကောင်စီစစ်ရေးရင်တင်မောများလည်းရှိနေပါသည်။လွန်ခဲ့တဲ့3ရက်ခန့်ကဗာဒလိတ်ကစစ်ကောင်စီတက်စကန်အချို့ကိုအရခတက်တော် EE စနိုက်ပါအဖွဲ့ကပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းစစ်တွေသတင်းရင်းမြစ်ကပြောပါသည်။ပြီးခဲ့တဲ့3ရက်က EE ဘက်ကနေဗာဒလိတ်ဘက်ကတည်ရင်တွေကိုစနိုက်ပါနဲ့ပစ်ခတ်တာ တွေရှိတယ်ထိခိုက်မှုတွေတော့မသိရဘူးစစ်ကောင်စီဘက်ကလည်းလက်နက်ကြီးတွေနဲ့ပြန်ပစ်ခတ်တာမျိုးရှိတယ်တိတ်တော့မများဘူးတလုံးစားနှလုံးစားလောက်ပဲပစ်ခတ်တန်ကြရတယ်ဟုအဆိုပါသတင်းရင်းမြစ်ကပြောပါတယ်စစ်တွေမျိုးအနည်းစစ်ကောင်စီတရင်များကင်းစခန်းများကိုအရခတက်တော်အေကပျောက်ကြားတိုင်ပြီးဖြင့်တိုက်ခိုက်နေကြောင်းနဲ့နှစ်ဖက်စလုံးကစစ်ဆိုင်ထားသည့်အနေထားဟုစစ်တွေမျိုးမှဒေသစစ်ရေးသုံးသက်သူကပြောပါတယ်နှစ်ဖက်စလုံးကတော့စစ်ဆိုင်ထားတဲ့အခြေအနေပါစစ်ကောင်စီဘက်ကလည်းတော်တော်လေးကိုပြင်ဆင်ထားသလိုအေအေ ဘက်ကလည်းတိုက်ပရင်ပြန်ဆုတ်သွားတာမျိုးစနိုက်ပါနဲ့လှမ်းပစ်တာမျိုးတွေကမကြာခဏရှိနေပါတယ်မြို့ကန်တွေကတော့ဘေးချင်းပေါက်ကွဲမလဲဘုံကိုစောင့်နေရတယ်လို့မျိုးပေါ့တိုက်ပွဲအခြေအနေကိုတော်တော်လေးနားဆွင့်နေရပါတယ်ဟု၎င်းကဆိုပါတယ် ်မေလနောက်ဆုံးဘက်ကလည်းဒါကာစာစစ်တွေဒေတာကုတ်ကဲမှုစစ်ဌာနချုပ်စစ်တွေကာကင်းစခန်းဖြစ်သောဂန်ကော်ကျွန်းကျေးရွာရှိစစ်စခန်းကိုအာရခတပ်တော်အေကဝင်ရောက်စီးနှင်တိုက်ခိုက်ခဲ့၍စစ်ကောင်စီတပ်သားအများပြားတိဆုံသွားသလိုတန်ချက်ကစစ်ကား၂စီးလည်းပျက်စီးမှုရှိခဲ့သည်ဟုသိရပါသည်စစ်ကောင်စီဘက်မှစစ်တွေမျိုးအနီးပတ်ပတ်လည်တွင်မြေမြုံမိုင်းများထောင်ထားကတပ်စခန်းအများပြားကိုလည်းတိုးချဲ့ထားပြီးပေါက်တော်ပုံနာကျွန်း၏ရသေးတောင်ဘက်သို့လက်နက်ကြီးပစ်ခတ်မှုများမကြာခဏပြုလုပ်လျက်ရှိပါသည် ိရင်းပြင်အစိုးပါမျိုးများနဲ့စစ်တွေမျိုးအနီးအေးအေးရှိနိုင်သည်ဟုယူဆသောနေရာများသို့စစ်တပ်ကလေးချောင်းတိုက်ခိုက်မှုများနဲ့စစ်သည်မောများကလည်းကင်းလည်နေကြောင်းသိရပါသည်အထူးသဖြင့်ကလတန်မြို့ဝနှင့်မေယူးမြစ်ကျော်တို့လျှောက်ဗာဒလိတ်စိတ်ကန်းနှင့်မင်းချောင်းတရာထိပ်တို့စစ်ကောင်စီစစ်သည်မောများကလှည့်လည်သွားလာကင်းလည်နေကြောင်းသိရှိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မန္တလေးအမြန်လန်းဟောင်းရှိစစ်ကောင်စီစခန်းများကိုဝင်ရောက်တိုက်ခိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းညောင်လေးပင်ကြောက်တကဖြူးမြို့နယ်အတွင်းရန်ကုန်မန္တလေးအမြန်လန်းဟောင်းပေါ်ရှိစစ်ကောင်စီတပ်ဖွဲ့များအခြေချတပ်ဆွဲထားသည့်စခန်း၉ခုကိုပြည်သူ့ကာကွယ်တပ်မတော် PDF ဖြစ်စဉ်ရေးနယ်မြေနှင့်ကုကဲမှုအောက်ရှိတပ်များနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်ဖွဲ့များကဇွန်လ25ရက်မနက်အစောပိုင်းတွင်ဒပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ ရာကာကွယ်ရေးဝန်ကြီးဌာနကဒီကနေ့မှသတင်းထုတ်ပြန်ခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထပ်မံတေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကရဲအုပ်တဦးအပါအဝင်စစ်သုံးပန်း3ဦးဖမ်းဆီးရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင်တိုက်ပွဲတွင်လက်နက်ကြီးလက်နက်ငယ်အစုံ16လက်နဲ့ခဲယံများစစ်သုံးပစ္စည်းအများအများကိုလည်းသိမ်းဆည်းရရှိခဲ့ပြီးရင်းတိုက်ခိုက်မှုတွင်ဒေါ်လန်ရီတပ်ဖွဲ့များဘက်မှရဲဘော်တဦးကြာဆုံးခဲ့ရပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဆိုပါ ါတိုက်ခိုက်မှုများကိုအမတ်နေ့စစ်စင်ရေးနယ်မြေတိုင်းစစ်ဌာနဘကိုဗျူဟာ24နဂနီစစ်ကြောင်းအာလောင်ဝကတရင်အမတ်3933တရင်ဖြူပါကာဖဗျူဟာ25အမတ်3932တရင်စပရင်ဝါရာကောလမ် KNLA တရင်ကိုဗျူဟာ26 ဒေါ်ဝင်တောင်းတက်ရင်ဒေါ်ကြည်ကန်တက်ရင်တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။ဆက်လက်ပြီးပြည်သူ့ကာကွယ်တပ်မတော် PDF တိုင်းစစ်ဌာနဘကိုးမှဘကိုးတိုင်းအတွင်းစစ်စင်ရေးများကိုတွုံမြင့်ဆောင်ရွက်လျက်ရှိသဖြင့်ပြည်သူများအနေဖြင့်ပူးပေါင်းပါဝင်ပေးကြဖို့လဲကာကွယ်ဝင်ကြီးဌာနကအတိပေးမြစ်တာရက်ခံထားကြောင်းသိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီတက်ဆွဲထားတဲ့အဆောက်အဦကို drone နဲ့ပုံကျဲတိုက်ခတ်ရမှာ၈ဦးသေဆုံးတဲ့သတင်းအကြောင်းကိုတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းညောင်လေးပင်ခရိုင်ညောင်လေးပင်မြို့နယ်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုဇွန်လ20ရက်မှာဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၈ဦးသေဆုံးသွားတယ်လို့သိရှိရပါတယ်။ညောင်လေးပင်မြို့နယ်ရေပြူကန်ကျေးရွာအတွင်းအထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ကို60မမဘုံဒီနှလုံးနဲ့ကျဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။ ဒီတိုက်ခိုက်မှုကိုတော်ကြီးကန်းခုနှစ်ကောင်တပ်ဖွဲ့ကလုဆောင်ခဲ့တာဖြစ်ပြီးတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေအားလုံးအထူးကိမရှိစုခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။